ရွှေကုံမီဒီယာကနေတင်ဆက်ပေးမယ့်သတင်းကတော့စံစံများနဲ့စံစဘာကုမ္ပဏီများတွင်စံစဘာခြေခွဲထုတ်လုပ်ရေးနိပညာသင်တန်းကိုဖွင့်လှစ်ရန်စီစဉ်နေတဲ့သတင်းဖြစ်ပါတယ်။ သိပ္ပံနေနီပညာဝင်စီဌာနနီပညာတမွေးပညာနဲ့လေ့ကျင့်ရေးဦးစီးဌာနနဲ့မြန်မာနိုင်ငံဆက်စပ်အသင်းစုတို့အကြား University Industry Collaboration ပုံစံဖြင့်ဆက်စပ်စိတ်ခွဲထုတ်လုပ်ရေးနီပညာသင်တန်းကို စာတွေလက်တွေသင်ကြားမှုပုံစံဖြင့်မကြာမီဖွင့်လှစ်နိုင်ရန်စီစဉ်နေကြောင်းသိရပါသည်။ အဆိုပါအသင်တန်းများကိုစက်မှုနေပညာလေ့ကျင့်သင်ကြားရေးသင်တန်းကြောင်း SITE နဲ့အဆိုရစက်မှုလမ်းမှုသိပ္ပံအင်းစိန် GDI တို့ပူးပေါင်းဖွင့်လျက်ညှိနှိုင်းစီစဉ်နေခြင်းဖြစ်တယ်လို့သိရပြီးလက်ရှိတွင် သင်ယူညွှန်တန်းများနဲ့သင်ကြားသင်ယူမှုများထ ිය ောက်စေရန်ကြိုတင်ပြင်ဆင်လျက်ရှိတယ်လို့ဆိုပါတယ် တင်နန်းကာလ3လမှလီလာခန့်အထိကြာမြင့်မဲ့အဲ့ဒီတင်နန်းကို2025ခုနှစ်ဩဂတ်စ်လတွင်စတင်ဖွင့်လျက်ရည်ရွယ်ထားပြီးတင်နန်းတက်နေစဉ်ကာလအတွင်းနေထိုင်စားသောက်စရိတ်ငယ်တင်နန်းကြီးအခမဲ့ဖြစ်ကတင်နန်းပြပါကစံစံများနဲ့စံတဘာကုမ္ပဏီများတွင် အလုပ်အကန့်ရရှိမဲ့ Employment Guarantee Training ဖြစ်တယ်လို့လဲ MRF ကဆိုပါတယ် တင်နယ်သူ DHS AGDI တယောက်ခဲသူများလက်မဲ့ရပြီးသူများအပါအဝင်စံဆက်လုပ်ငန်းနဲ့သက်ဆိုင်သောလျှက်စင်စက်မှုနှင့်ပညာပိုင်းဆိုင်ရာအခြေခံအတွေ့အကြုံရှိသူများစက်ယုံအလုံရှုံများတွင်လှုပ်ကိုင်းခဲ့တဲ့ အတွေ့အကြုံရှိသူများအနက်မှရွေးချယ်စီစဉ်မှု entry interview ဖြင့်ပါဝင်တယောက်နိုင်မှာဖြစ်ကြောင်းလည်းသိရပါရရှင်။